ရန်ကုန်တိုင်းလှိုင်သာယာမြို့နယ်ကချင်းဤလို့ခေါ်တဲ့ Adidas ဖန်တက်ဆက်ယုံမှာအလုံသမား6000ကျော်ဟာလောကတိုးမြင့်ပေးရေးစံထားပြမှုဆက်လက်ဖြစ်ပွားနေပါတယ်။ကုန်စည်နှုန်းတွေအဆမတန်မြင့်တက်နေတာကြောင့်လက်ရှိရရှိနေတဲ့တရက်လောက်အားက9200ကျပ်နဲ့မလုံလောက်တာကြောင့်တရက်လောက်အားကကို12000အထိတိုးမြင့်ပေးဖို့မေလ14ရက်နေ့ကလေးကတောင်းဆိုနေကြတာဖြစ်ပါတယ်။အလုံးတမိုင်းဆိုတော့ညီကအရှင်မငားနေကြအောက်ဒီပါငားနေကြတာများတယ်ပေါ့နော်။ညားရခါကျတော့ အခုကက9200အဆောင်ကားလေးဆိုတော့နေသားနေတဲ့ဝန်ထမ်းလေးဆိုတော့တလောက်9800ဆိုတာအနည်းဆုံးဖြစ်ပြီပေါ့နော်အဲဒီအဆောင်ကားကြီးကြီးညာတော့တောက်ဒီခရိတ်ကြီးနဲ့ဆိုတော့အဲ့လိုမျိုး9200မလောက်ဘူးအဲ့လို9200ဆိုကြီးတူပြီးကြီးတူလို့ရှိရင်တို့ရအောင်ဟိုတိုင်းရိုက်ခိုးရပေါ့နော် OTD ကို1600ကျော်ဒီအဲ့ဒီ9000လောက်ဆက်ရတော့ဒီ OTD ကပါထပ်တိုးရမှာဆိုတော့သူတို့တွေကလာစားမတူးသေးရကျန်းကြီးစေယုံကအလုပ်သမားတွေဟာ ကဘာကျော်အားကစားပစ္စည်းအမှတ်တရစိဖြစ်တဲ့ Adidas အတွက်ဖက်နက်တွေထုတ်လုပ်ပေးနေရတာဖြစ်ပါတယ်။ Adidas ရဲ့ထုတ်ကုန်တွေဟာကဘာဈေးကွက်မှာဒေါ်လာရာခနန်းဝန်းကျင်ကနေထောင်ကျော်အထိတန်ဖိုးမြင့်ထုတ်ကုန်တွေဖြစ်ပါတယ်။အလုပ်သမားတွေရဲ့တောင်းဆိုမှုတွေကိုစဉ်းစားနိုင်ဖို့အချိန်9ရက်အထိယူမယ်ဆိုပြီးစက်ယုံဘက်ကဆိုထားပေမဲ့အလုပ်သမားတွေကတော့9ရက်အတွင်းအကြောင်းပြန်နိုင်ဖို့ညှိနှိုင်းထားတယ်လို့ပြောတာပါ။အလုပ်သမားတွေဘက်က အစပိုင်း၂ရက်မှာလစာတိုးမြင့်ပေး တောင်းဆိုချက်တွေကိုကျွေးကြော်ဆန္ဒပြခဲ့ကြပါမယ်။တတိယရက်မှာတော့အတန်တိတ်ဆန္ဒပြမှုကိုပြောင်းခဲ့ကြပါတယ်။ဒါပေမဲ့တစ်ဖက်မှာလည်းစက်ယုံဘက်ကဆန္ဒပြအလို့သမားတွေကိုချိန်ချမှုတွေရှိနေတဲ့အတွက်စိုးရိမ်မှုတွေလည်းရှိနေကြပါတယ်။မြမတို့ကိုလှုပ်ပြန်မဝင်ရင်ခွင့်မဲ့နဲ့ထဲ့မယ်လို့ပြောပါတယ်။ခွင့်မဲ့၃ရက်ဆိုရင်အော်တိုပြုတ်တာပါ။မြမတယောက်တည်းအတွက်မဟုတ်ပါဘူး။တကယ်လို့မြမတို့ထုတ်ခံလိုက်ရတဲ့ဆိုရင်တော့မှ နောက်ဝင်မဲ့လူတစ်တွေကိုသူများစက်ယုံတွေနဲ့တန်းတူတဲ့လောကကရရှိကြမှာတယ်။အများကောင်းစားမဲ့ကိစ္စမျိုးလိုရွေးချယ်ခဲ့တာပါ။စိုးရိမ်မိတာကတော့ရှိပါတယ်။ဒါကတော့တခြားစက်ယုံတွေကစနပြတဲ့စက်ယုံကထွက်လာတာဆိုရင်အလုံးမခံကျင်ကြဘူး။မိသားစုတွေရှိရတဲ့သူတွေလည်းပါတယ်ဆိုတော့လူတွေများကြီးလှုပ်လက်မဲ့ဖြစ်သွားမှာစိုးရိမ်ပါတယ်။